ဒီထဲဆပင်ဖွာဆပင်နှခွားဖြစ်သူတွေ3တင်းနဲ့ဆက်လေးဆိုလို့ဆန်ကြည့်လိုက်ရအောင်နော်မာရာပစ္စည်းလေးရောက်လာပြီဆိုတော့စားဖောက်ကြည့်လိုက်ရအောင်နော်ဒါလေးကိုသိစဉ်ဝယ်တာတော့ဘယ်နဲ့ရကြောကြပါတယ်ရှင့်အမခန့်လည်းတင်းနေပါပါတယ်နော်မာရာတော့ကတော့ပန်းအောင်လေးပါရှင့်ဒါပေမဲ့ဘူးခွမမဲအောင်ဆိုတော့တစ်ချက်လောက်အထဲမှာဖောက်ကြည့်လိုက်ရအောင်နော်ဘာအောင်လေးဖြစ်မလဲဆိုတာကိုလေးနော်ဩဒီမှာပန်းအောင်လေးပါပဲရှင့်သူကတော့အပြင်ကဘူးခွသာအမဲအောင်ပေါ့နော်ဒီအထဲမှာကျတော့ပန်းအောင်လေးပါပဲဒီစာရွက်လေးကတော့အမခန့်စာရွက်ပေါ့နော်ပြီးရနဲ့လုတ်ပုံလုတ်ညီလေးတွေပါရှင့်ဒါလေးကတော့အပူပစ္စည်းလေးတွေပါနော်ဒါလေးကိုတစ်ချက်ထုတ်ကြည့်လိုက်ရအောင်ရှင့်ဒီဆက်ရဲ့ဒီဇိုင်းကလာအနေထားရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်ဖြောက်ဆက်နဲ့တော့မှခက်ဆစင်လေးပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့ဆက်ကမလေးပါ ောင်းနော်ပေါ့ပေါ့ပါနဲ့ကင်လို့ကောင်းပါလေရှင်ဒီအိတ်မဲလေးချင်မှာဘာတွေပါလဲဆိုတော့အသွင်ဂျိုးလေးပေါ့နော်သူကအသွင်ပြီးတော့တုံးရပါလေရှင်ပြီးရနဲ့ကလစ်နှစ်ခုပါပါမယ်ပြီးရနဲ့တန့်ရှင်လို့တဲ့ brush တန်လေးပေါ့နော်ဒီစပင်လေးတွေထွက်လာပြီးဆိုအဲ့ဒီနေရာလေးကို brush လေးနဲ့ပေါ့နော်တန့်ရှင်လို့တဲ့ဟာပါရှင်ဒီဆက်ရအသွင်ဂျိုးကတော့ type အမျိုးစားပါရှင်ဒီအပေါ်ကအတုံးကြတော့အိမ်မှာရှိတာလေးနဲ့အဆင်ပြေသလိုတုံးလို့ရပါလေရှင်ဒီနေရာလေးမှာနော်အသွင်ပေါက်ပါပါလေရှင်ဒီဆက်လေးကိုတစ်ချက်လောက်ဖြန့်ပိတ်ပြီးတော့တစ်ချက်လောက်ဆန်ကြည့်ပါအောင်မယ်နော်ဒီဒါလေးကလေးဖြန့်လိုက်နဲ့အတန်းတစ်ခါတည်းကြားတယ်ပြီးရနဲ့ဆက်လေးတစ်ခါတည်းပွင့်မယ်နော်အဲအဲ့လိုမျိုးလေးဒါလေးကိုညှက်လိုက်အလုတ်လုတ်ရုံပဲ ဒီမှာလက်သူခလုတ်ဖွင့်လာပြီဆိုရင်သူလက်ကင်ရုံနဲ့အဲ့လိုမျိုးလေးဖြစ်တယ်တကယ်လို့ဒါလေးကိုပြန်တိန်တော့မယ်ဟေးဆိုရင်လည်းထောက်ပြီးမှ off လေးအဲ့ဒါဆိုရင်သူကအော်တိုညက်ပဲအဲ့ဒါဆိုစဉ်းကြည့်လိုက်ရအောင်နော် အင်းဆုံးပေးလာတဲ့ကလစ်လေးတွေကိုအချိုရှိအောင်ညှက်လိုက်အောင်ပါဗောနော်ဒါရင်မစမေကမလို့မမနေဘောနော်အုံထူတာပဲလာဒါမှမဟုတ်ကိုပဲညှက်မတက်လို့လာမသိဘောနော်နောက်ဆုံးတော့ရှိတဲ့နေရာလေးမှာပဲညှက်လိုက်တော့မယ်နော်အဲ့ဒါဆိုရင်တော့ဆက်အရင်ဖွင့်မယ်ပြီးရနဲ့စပင်လေးတွေကိုခွဲချောင်းထုတ်မှာဗောနော်နည်းနည်းချင်းစီအရင်ယူပြီးတော့ဆန်ကြည့်မှာဗောနော်စိတ်ထဲကဖြစ်များဖြစ်ပါမလားဆိုတော့စိတ်လေးကဖြစ်နေတာဆိုတော့လေတကယ်လည်းဖြစ်ပါတယ်ရှင်ဒီမှာနော်အတူအဆလေးတွေပါလာတော့ဗောနော်ဒါတော့မှသစဉ်စပင်နှစ်ခွရှိတဲ့လူမဟုတ်ဘောနော်ပြောမဆိုရင် तू ကလေစပင်ဖွာတဲ့လူတွေရောစပင်နှစ်ခွရှိတဲ့လူတွေအတွက်ရောအတုံးဝင်တာဆိုတော့လေကြည့်လိုက်ပါနော်အ ောက်လေးမှာเนาะအဆအဆလေးတွေပါတာတွေ့ရတော့ဟုတ်တိချာတွေ့ရတော့ဟုတ်ပြောမဆိုရင်တစင်ကအောက်ပိုင်းစပင်အနားလေးတွေကမညီဘောเนาะအဆလေးတွေထွက်နေတော့အဲ့ဒါကို तू တိမ့်ပြလိုက်တဲ့ဆိုတဲ့သဘောပေါ့เนาะဒါမျိုးဆက်လေဘလို့လူတွေနဲ့တင့်တော်လဲဆိုတော့စပင်အယောင်ဆိုးပြီးတော့စပင်ဖွာပြီးတော့ဟိုဘလို့မျိုးထ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 ထောင်ထွက်နေတဲ့လူတွေဆိုရင်တင့်တော်မယ်လို့ထင်တယ်ရှင်နောက်တစ်မျိုးကတော့စပင်နှခွားကိုမှတော်တော်လေးကိုအခြေအနေဆိုးတဲ့လူတွေတုံးတင့်တယ်လို့ထင်တော့ပေါ့เนาะဒီနေရာမှာတခုပြောချင်တာပေါ့เนาะသူရဲ့စပင်ဆလေးတွေကလေဒီမန်အထဲမှာပဲပေါ့เนาะဆက်ထဲမှာပဲနေတာမဟုတ်ပေါ့เนาะအပြင်ဘက်တွေလည်းထွက်လာပါလေရှင်ပြီးရင်သူ့ကိုခေါင်းရေဆူနေတဲ့အချိန်မှာစပင်ရေဆူနေတဲ့အချိန်မှာမလ လောက်ပါနဲ့နော်စပင်6ရက်အချိန်မှပဲလောက်ပါရှင့်ဒီမှာတွေ့လာဆော်ဆော်ကအစလေးတွေပေါ့နော်ဖိုကတ်တော့အရင်မဖြစ်ဘူးဆိုပေမဲ့လည်းအမွေလေးတွေရှိနေတာသိရပါတယ်ပေါ့နော်ဒီနေရာလေးတွေပြီးရင်လည်းတိတိရှာတသက်ရက်လေးဖြီးလိုက်ရတယ်နဲ့သိတာပါပါတယ်ရှင့်ဒါမျိုးဆက်ဦးတော့မိန်ကလေးတွေအိမ်မှာတလုံးဆောင်ထားရင်တော့မမာဘူးလို့ထင်ပါတယ်ရှင့်သူ့ပုံစံလေးက2 in 1ပုံစံလေးပါရှင့်အစလေးတွေလည်းထွက်သွားတယ်ပြီးရနဲ့ဒီစပင်လေးတွေလည်းပို့ပြီးတော့ညင်ညင်ညာလေးဖြစ်သွားတာပေါ့နော်အားလုံးပြီးသွားပြီးဆိုရင်လည်းတန့်ရှင်ရေလို့တစဉ်နမူနာလောက်ပြတာပေါ့နော်ခုလိုမျိုးဖွင့်ပြီးတော့ကလောကလက်ကလောကလက်လေးပေါ့နော်ဆော်ဆော်ကတစဉ်စပင်လေးကချွေးဆိုနေလို့လေအောက်မှာတစုကြီးထွက်သွားတယ်တသေးလေးပေါ့နော်ကြံ တဲ့ဟာတွေကြတော့အောက်နာအပိုင်းဆလေးတွေပါရှင်ပြီးရတဲ့ဒီအသွင်းနှေးရလေးတွေကိုလည်းတန့်ရှင်းလုပ်ဖို့မမေ့ပါနဲ့နော်သူအဲ့ဒီထဲမတွေလည်းကြံပါတယ်ရှင်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะဒီပစ္စည်းလေးကိုဆန်းချင်နေတာကြာပြီပေါ့เนาะအခုမှပဲမှဖြစ်တာ ਨੇ တခါတည်းဆန်ပြလိုက်ပြီပေါ့เนาะတချို့တွေကြတော့လဲဝယ်ချင်တော့ပေါ့เนาะအဲ့ဒါဝယ်တင်မဝယ်တင်ဆိုတာဒီဗီဒီယိုလေးကအထောက်ကူပြုမယ်လို့ထင်ပါတယ်ရှင်โอเคဒီစင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပဲဒီစင်းကဘာတွေဆန်ပြပြီးတော့ဘာတွေစာပြမလဲဆိုတာကြည့်ရှုရပါကြပါအောင်เนาะအားလုံးနော်ဆက်လိုက်ပါအားလုံးပဲတာ